ီလက်နက်ကင်ကောင်းချမ်းသူတပုံတွေကိုအမြင့်ပြတ်ချိန်မုံရမှာကလက်ရှိအစိုးရနဲ့လက်ရှိတက်မတော်ရဲ့တာဝန်တရပဲဖြစ်တယ်။ဒါတဲ့တော့တာကျွန်တော်တို့ ကိုမကိုမောင်မောင်တို့ပါတော့ဟိုဘက်မှာပြောနေတယ်ဗျကိုမောင်မောင်တို့ဆိုတာကိုမောင်မောင်ဆိုတာကျွန်တော်တို့ကလေနဘူးပြောင်မောင်နဲ့ဖင်လန်လားဟော်လန်လားအဲ့မှာနေတဲ့ကိုမောင်မောင်ကကျွန်တော်ဖမ်းသွားပြီတဲ့ဆိုတော့အဲ့လိုလေပြောလို့လေကျွန်တော်လာကြော်လည်းမသိဘူးပေါ့နော်ကြော်လည်းမသိတော့အဲကိုကျော်စိုးကိုဖုံးဆက်တယ်တဲ့ကိုကျော်စိုးကိုဖုံးဆက်တော့ကိုကျော်စိုးက ဟုတ်ပါဘူးလေကိုတော်ဘုန်းကြီးကကျွန်တော်လည်းအတူတူရှိနေတာတဲ့ဖမ်းမအောင်လေဒီမှာထိုင်နေတာပဲတဲ့သူရှိနေဆိုတော့ကျွန်တော်တော့ကြောင်သွားတယ်ခမားတို့ကိုအားပေးလို့ခမားတို့အကယ်ဒမီရွှေစင်ရုပ်ထုတွေရထားတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေမြေပြင်မှာဆင်းပြီးတော့မှကုညီပါလို့ကျွန်တော်အဲ့ဒါလေးပြောခြင်းတယ်အဲ့ဒါတော့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်ပေါ့ဟိုကျွန်တော်တို့ကျွန်တော်ကိုအခုလက်ရှိမှာတချို့တော့ပေါ့နော် တမရိုဘက်ကတမရိုနဲ့နိုင်ငံတော်အကြီးအကဲတို့ဖားနေတဲ့လူတွေကျွန်တော်တိုက်ခိုက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒီကောင်ကတမရိုကအရာရှိတွေကိုစော်ကားတယ်လို့ဘာလို့ပေါ့နော်အကောင့်တူနေပဲတိုက်ခိုက်ခိုက်အကောင့်စစ်နေပဲတိုက်ခိုက်ခိုက်ကျွန်တော်ကတော့ဆိုရင်အရင်လိုဆဲမှလည်းမဟုတ်တော့ဘူးနော်ကျွန်တော်မဆဲတော့ဘူးဟိုဆဲပြီးပြောရတဲ့ခက်ကကုံသွားပြီဒီဘက်ကိုလည်းနှစ်ကကူးတော့မှာဆိုတော့ ြောနေတာလေလူတွေကကိုယ့်အလုပ်ကိုလုပ်လိုက်နော်ကိုယ့်အလုပ်ကိုလုပ်လိုက်ကျွန်တော်ဖမ်းမယ်ဆိုရင်တက်မတော်ဟာခန်းချမ်းချမ်းတက်မတော်မဟုတ်ဘူးနော်ဒီ Facebook တင်းလို့ YouTube တင်း YouTube တင်းလို့ဒီ TikTok တင်းလို့ Telegram တင်းလို့ကနေစောင့်ကြည့်နေတယ်ခင်များတို့ဖမ်းခိုင်းစရာမလိုဘူးသူတို့လိုအပ်ရင်ကျွန်တော်ကိုလာဖမ်းလိုက်မယ်နော်အဲ့ဒါခင်များတို့နဲ့မဆိုင်ဘူးနော်ခင်ဗျားတို့ပြောနေတာခင်ဗျားတို့ တိတ်မနာလို့မဖြစ်နဲ့ကျွန်တော်ကိုတိုက်ခိုင်းနေတာကခင်ဗျားတို့ကြာရှုံးတယ်ကျွန်တော်မတူလို့မတန်လို့နာမည်တွေတက်မပြောပါဘူးတက်တော့မှလည်းတက်နေတယ်ကျွန်တော်ကိုအဲ့လိုပြောကျွန်တော်အားတဲ့အရာရှိတွေကိုစော်ကားတယ်ပါညာနဲ့ကျွန်တော်တော့တက်မတော်ကိုချက်တာကျွန်တော်ပဲရှိတယ်ကျွန်တော်တော့ပြီးဆက်ထားတာကျွန်တော်တက်နိုင်တာပြီးဆက်ထားတာလေကျွန်တော်ပဲရှိတယ်အဲ့ဒါကိုကျွန်တော်ကိုအခု ဖမ်းသွားပြီလို့ပြုတ်သွားပြီလို့အခုပြောခြင်းနေခင်ဗျားတို့ကြည့်နေတဲ့လူ1800နဲ့31ယောက်ရှိတယ် ကျွန်တော်ပြောပြမယ်လက်ရှိအချိန်မှာတက်မတော်ကတိုင်းမူလောက်အဆင့်နော်တိုင်းမူလောက်အဆင့်တက်မမူလောက်အဆင့်ဟာဒူးထောက်ပြီးတော့မှရန်သူရှိလက်အောင်မှာတက်မတော်ကတော့တိုင်းမူလောက်အဆင့်တက်မမူလောက်အဆင့်ကဒူးထောက်ပြီးတော့ ရန်သူရှေးအောက်မှာဒူးတောက်ပြီးတော့မှယမခါလိုနေရာမျိုးတို့နပခါလိုနေရာမျိုးလိုကြာရှုံးနေရအချို့သောနေရာတွေကြာရှုံးနေရတာတော့ခမားတို့ကစစ်သားစိတ်ဓာတ်ကိုမပြင်မဲနဲ့နော်ပေါပန်း40စကားတွေပြောနေမယ်ဆိုရင်ခမားတို့တာဝန်ယူမှုတာဝန်ခံမှုရှိလားကျွန်တော်မေးကြည့်တာပါဟမ် ခမားတို့မခံစားရသေးလို့လားအခုတက်မတော်ကာကွယ်ဦးစည်းချုပ်အဘကာချုပ်ကြီးဦးမရောင်လိုင်းကျွန်တော်ငငယ်တည်းကလေးပြုခဲ့ရတဲ့အဘနော်ကျွန်တော်ဘဘကြီးလိုပဲခေါ်မှာအပြင်မှာတွေ့သူများတို့တော့အဖေတို့အမေတို့မခေါ်နိုင်ဘူးကျွန်တော်အဖေလည်းမဟုတ်ကျွန်တော်အမေလည်းမဟုတ်ကျွန်တော်မှာအဖေတယောက်အမေတယောက်နှစ်ယောက်ပဲရှိတယ်နော်အဲ့တော့တမမူလောက်အစင်တိုင်းမူလောက်အစင်တွေ နော်ရမခလိုစစ်တန်းကြီးတို့နန္နဟိုနဘခလိုမျိုးတို့နခခငါလိုမျိုးတို့ဖြစ်နေတာတော့မှရန်သူလက်အောက်မှာဘုံမှုကျုပ်လိုဘိုလ်ကျုပ်ကြီးဘိုလ်ကျုပ်အပွင့်နေတင်ပြီးတော့မှဒူးတောက်နေရအောင်တောင်မှခမားတို့အဲ့လိုဖားနေဦးမလားခမားတို့ဘလို့ဒွေးမျိုးတယ်ဟမ်ပေါ့အထောက်သွေးဆွဲတယ်တက်ဆူတယ်သွေးခွဲတယ်အရာရှိတွေကိုစော်ကားတယ်ဆိုတာဘာကိုပြောချင်တာလဲ ကျွန်တော်တို့အောက်ခြေမှာဘာလုပ်နေလဲခင်ဗျားတို့သိလားတကယ်တော်တဲ့တမျက်တဲ့တက်မတော်သားတွေရှိသလိုအကျင့်ပြတ်ချစားပြီးတော့မှနော်နိုင်ငံတော်အကြီးအကဲတွေကိုဒုက္ခပေးနေတဲ့ဖျဲသီးတွေရှိတယ်ဆိုလို့ပြောတာဟုတ်မကောင်းတဲ့လူကိုမပြောနဲ့ကောင်းတဲ့လူကိုမပြောနဲ့မကောင်းတဲ့လူကိုပြောပါကောင်းတဲ့လူကိုပြောပါဆိုတော့နာမည်တက်ပြီးဘယ်လိုလိုက်ပြောရမှာလဲဘယ်လိုမှပြောလို့အဆင်မပြေဘူးလေ ဲ့တော့အနာရှိကြီးဆက်လို့ကျွန်တော်ပြောပြီးသားဟုတ်လားနော်တက်မတော်တွေဝင်ပြီးတော့မှအေကွန်ကန်တရားတွေစစ်တိုက်နေရတာတက်အပြင်မှာတိုက်နေရလူတွေအများကြီးရယ်လေကျွန်တော်တို့ကဘယ်ဟာပဲစစ်တိုက်စစ်တိုက်စစ်ကနိုင်ဖို့ပဲလို့တာကြိုက်တဲ့နေရာတိုက်လိုက်အဲ့ဒါကိုကျွန်တော်ဘာလီလာတိုက်ခိုက်နေအောင်ဟမ်ယောက်ျားတွေမဟုတ်ဘူးလားဖုံးဆက်လိုက်လေ ကျွန်တော်ကျွန်တော်အနေနဲ့ဘုန်းဆက်ဆရာမလို့တော့ခင်ဗျားတို့အစင်တန်းတွေကိုလေဟာဟုတ်တယ်တိတာခင်ဗျားတို့နဲ့ကျွန်တော်နဲ့ရက်တိပုံချင်းတောပုံလားပုံချင်းနေပုံတိုင်းပုံချင်းမတူဘူးလေနော်တက်မတော်မှာခင်ဗျားတို့ကတက်မမှုလို့အစင်ရရန်သူချေကိုဒူးတောက်ပြီးတော့အငန့်ခံရတဲ့ခေကာလာအချိန်ခါမျိုးရောက်နေတာကိုခင်ဗျားတို့ကဘဒူမှန်ပါတယ်တို့ဘဒူကလှုပ်လှုပ်ပါတယ်တို့နော် ဘယ်သူကဘာဖြစ်ပါလဲလို့ခမားတို့မို့လို့ဗျာကိုယ့်ရဲ့အောက်ခြေစစ်တီစစ်တာအခြေအနေနဲ့အချိန်ဟာရဟိုပြောသင့်တော့တိုက်တာဟိုမပြောရဲမဆိုရဲပဲနဲ့ကျွန်တော်လာပြီးတော့မှတိုက်ခိုက်နေတာတော့ခမားတို့တော်တော်ညံ့နေအောက်တန်းသားတွေနော်လူဆိုတာပြောရဲရမယ်ပြရဲရမယ်ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုးအတွက်ကို ကိုတကယ်ချစ်မြတ်လို့တဲ့စိတ်ရင်းခံရှိရင်ဇော်ပေါင်းရင်ကဘာမှမကြောက်ဘူးပြောတယ်မင်းတို့ကမင်းတို့ဘာအပွင့်နဲ့အကတ်တွေပဲတည်နေတာဟုတ်လားအခုငါမင်းတို့ပြောမယ်လေငါပြောနေတာမားနေလို့လားဒီဘက်ကအပြစ်ခတ်ရဆဲလိုက်တယ်ဟိုဘက်ကပြန်တိုက်ပြန်ပြီကျွန်တော်မေးကြည့်မယ်နိုင်ငံမှာလက်နက်ကင်ထားတဲ့တပ်မတော်အပါအဝင်ကျွန်တော်က ဇကောက်အမှန်ပြောတာနော်တေချာနာထောင်ကမ်မရောအပါဝင် KNU KNA TNNA AA MNDAA ဝ PDF တခြားသော CDF တို့ပါလို့တိုင်းသားလက်လက်ကန်တိုင်းသားလက်လက်ကန်တဲ့လူတွေအားလုံးနဲ့မြမတက်ကတော့လက်လက်ကန်တဲ့လူတွေအားလုံးကျွန်တော်တို့မေးခြင်းတယ်ကျွန်တော်မေးခြင်းတယ်ခင်ဗျားတို့လက်လက်ကန်ပြီးတော့ဒီတိုင်းပြည်နိုင်ငံရဲ့လူမျိုးကိုဒီပြည်သူလူတို့ခင်ဗျားတို့မကာကွယ်နိုင်ဘူးလား ခမားတို့အားလုံးတက်မတော်အပါဝင်လက်နက်ကင်ကောင်းချမ်းသူတပုံအားလုံးခမားတို့လက်နက်ကင်ပြီးတော့မှဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးလက်နက်မကင်တဲ့ပြည်သူလူထုတွေရဲ့အကျိုးစီးပွားကိုပြည်သူလူထုတွေရဲ့လိုလားမှုကိုခမားတို့မလုပ်ပေးနိုင်ဘူးလားမေးကြည့်တာမေးကြည့်တာဟမ်ခမားလက်နက်ကင်တာလားဘာလို့ဖို့လဲအဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒူမျိုးကျွန်တော်တို့တိုင်းရင်းသားတွေ ဘာမှမသိတဲ့ပြည်သူလူထုတွေရဲ့အကျိုးစီးပွားတွေကိုခမားတို့လက်နဲ့ကင်ထားတဲ့အဖွဲ့အစည်းတွေကဘသူမှမကွာကွင်နိုင်ဘူးလားဒါဆိုရင်ခမားတို့ကခက်ညံ့ညံ့လက်နဲ့ကင်အဖွဲ့အစည်းတွေပဲခမားတို့အချင်းချင်းဖြစ်နေတာလက်နဲ့ကင်နဲ့ကောင်းတယ်နော်နိုင်ငံတနိုင်ငံမှာတက်မတော်ဆိုတာတခုပဲရှိတာအစိုးရကလည်းတခုပဲရှိတာအဲလက်ရှိတက်မတော်တခုတည်းရှိတယ်လို့အစိုးရတခုတည်းရှိရင်လေ ဒီလက်နဲ့ကင်တောင်းချမ်းသူတပုံတွေကိုအမြင့်ပြတ်ချိန်မုံရမှာကလက်ရှိအစိုးရနဲ့လက်ရှိတက်မတော်ရဲ့တာဝန်တရပဲဖြစ်တယ်။ဒါတဲ့တော့တာအဲ့တော့ခမားတို့တွေကလက်နဲ့တွေကင်နေကြတာပြည်သူလူထုရဲ့အကျိုးစီးပွားဒုက္ခကိုဘာတခုကာဝယ်နိုင်လဲ။ကျွန်တော်မေးကြည့်တာပါ။ခမားတို့မှာဘာမှခံချက်ပေးနိုင်လဲ။ခမားတို့အားလုံးကနားလေပါရိုက်နေခမားတို့လက်နဲ့ကင်တာအချောက်တွေအကုန်လုံးဆောက်ယူတွေလက်နဲ့ကင်ပြီးတော့ပြက်ပြက်သားသားမလုပ်ရရင်လက်နဲ့မကင်နဲ့ လွယ်လွယ်လေးပဲဘာနိုင်ငံတကာဆန်နှိုးတွေပါကျွန်တော်မသိဘူးကျွန်တော်တို့မှာအချုပ်အချာအာဏာ၃ရက်ဆိုတာရှိတယ်ပြည်တော်စုမပြုတ်ခွဲဒို့ရေးတိုင်းနာစီလုံးညီညွတ်မပြုတ်ခွဲဒို့ရေးအချုပ်အချာအာဏာဒီတန်းခိုင်မဲ့ရဒို့ရေးဒီအာဏာ၃ရက်ကိုယူထားတဲ့လူကတိုင်းပြည်မှာတာဝန်အရှိဆုံးလူဖြစ်တယ်အဲ့ဒီလူတွေလက်နက်ကင်ပြီးတော့မှလက်တော့တနိုင်ငံလုံးလက်နက်ကင်တွေတောင်းတဲ့ထားကြွနေတာလက်နက်ကင်တဲ့ကောင်တွေကကောင်းစားနေပြီးတော့မှကြားရှိနေတဲ့ပြည်သူလူထုတွေ အခြေခံကြောင်းမိုင်းလူဒန်းသားဘွားတွေကဒီလက်နက်ကင်နဲ့လူတွေရဲ့လူဒန်းသားတွေကို လက်နက်ကင်ရတဲ့လူတွေကိုကြောင်းမိုင်းလူဒန်းသားဘွားတွေပေးဆက်နေရတယ်ဟုတ်လားပလောင်ဆိုလဲဆွဲသွားပြန်ပြီဟုတ်လား30မှာဟမ်ဆွဲလူတွေဆွဲတယ်နောင်ချိုမှာလဲလူတွေဆွဲတယ်ကိုကန်တိန်နီကုံလူတွေဆွဲတယ်အတက်မတော်ကလဲဥမာစစ်မှုထမ်းမထမ်းမနေရဥတွေဆိုပြီးတော့ပေါ်လာတွေဆွဲတယ်ခဏတော့ဗျာတရားလား ဘလို့မျိုးလူနေလဲခင်ဗျားတို့ကလက်နဲ့ကင်ပြီးလူတို့ကိုအားလုံးကအကုန်လုံးကပေါင်းပြီးတော့ကြံစီနေတာပဲကျွန်တော်ပြည်သူလူတို့ကိုလည်းပြောမှာပါဒီစကားပြောပြီးပြည်သူလူတို့လည်းတရားမှမကြည့်တော့ဘူးငါတို့လက်နဲ့ကင်နေတယ်ဥမာတခုမြမတက်မတော်နိုင်ငံတော်အစိုးရရဲ့တက်မတော်ကငါတို့တက်မတော်ကတိုင်းနိုင်ငံမှာတခုပဲရှိတာငါတို့ကဒီလိုဆိုရင်လည်းပြက်ပြက်သားသားချိန်မုန်းတော့ဗျာ 现在话嘞，我们概念都那样多，概念嘞，看那路人家概念讲的，公路少些公司的，看那路阿路人家改变，但没有偏见哦，对我们老难哦。现在几喏，提着单皮楼嘛，人家改变伙计也蛮多，单皮楼的高嘛对嘛，皮都噜噜不住嘛没搞过呢，皮都噜噜偏见哦不住嘛没谈呢，人家改变楼嘛，人家的改变，看那路臭的，我来说。 ဘာလို့ဘုန်းနဲ့ကင်ပြီဘာလို့စစ်တိုင်တာဘာအနေဖြစ်သွားလို့ကင်ပြီကောင်းသွားသွားလားလက်နဲ့ကင်နဲ့လက်နဲ့ကင်အောက်ကလည်းဟိုကျွန်တော်ဗမ်းမတိုင်တိုင်းပြောတာစစ်သားကလည်းစစ်သားလုံးပြန်ပြီရဲကလည်းလုံးပြန်ပြီနော်အကြမ်းဖက်လက်နဲ့ကင်ကောင်းချမ်းသူတပုံမာလို့ပြောတဲ့ကောင်လည်းလုံးတယ် PDF ကလည်းလုံးတယ်ခမားတို့လက်နဲ့ကင်လူတစုအကုန်လုံးလုံးပြီးတော့မှဘာမှလက်နဲ့မကင်တဲ့လူကြတော့စောက်ဖမ်းမယ်စီးမယ်လီးရောပဲလာဖမ်း ငါလီးပဲရမယ်ကွာဘာမှမဟုတ်တဲ့ပြည်သူတွေကြတော့လိုက်ဖမ်းနေတာဟိုဘက်ကလည်းဆွဲပေါ်တာဆွဲဒီဘက်ကလည်းဆွဲဒီဥစွဲဒီဘက်ကလည်းစစ်မှုထမ်းမဟုတ်တဲ့ဥပဒေနဲ့ဟမ်ခင်ဗျားတို့စဉ်းစားကြည့်ပါအောင်ကျွန်တော်မမှန်တာပြောတာမဟုတ်ဘူးလက်နဲ့ကင်ပြီးတော့မှတိုင်းပြည်နဲ့နိုင်ငံလူမျိုးဘယ်သူမှကာကွယ်မဆောင်ဆောင်ဘူးပြည်သူလူထုအကုန်ဒုက္ခရောက်ခါးသီးခံနေရတယ်ဘွားလေဟမ်အဲ့ဒါခမားတို့အရေးချင်းနေလား ကျွန်တော်လက်နဲ့ကင်ခေါင်းခေါင်းဆောင်နေမေးချင်တာပါကျွန်တော်ကအဲ့ဒါခမားတို့အရေးချင်းနေလားလက်နဲ့ကင်ပြီးတိုင်းပြီးကိုငြိအောင်မထိနိုင်ဘူးလားအဲ့တော့ပြည်သူလူထုလည်းကျွန်တော်ပြောချင်တယ်ခမားတို့လည်းဥပဒေနဲ့အညီနေပါကျွန်တော်စပြောမယ်တစ်လုံးနှလုံးသုံးလုံးလောင်းကစားတွေမလုပ်ပါနဲ့ကားစီးရင်လည်းနောက်ဆုံးအဆင့်ဒီအသေးမွားကပတ်လောက်တော့ခမားတို့ပတ်ပါ ပြည်သူလူထုကလည်းလိုက်နာပါခမားတို့ပြည်သူနဲ့အစိုးရနဲ့ပေါ့နော် မပူပေါင်းဆိုရင်ဒီတိုင်းပြည်မတိုးတက်ပါဘူးပြီးမှအစိုးရမကောင်းလို့ဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးဆင်းရဲရပါတယ်ဆိုတော့စကားမျိုးတော့ဖာစကားအချင်းသားရေချိုမပြောပါနဲ့ခမတို့ပြည်သူလူထုကလည်းကောင်းပါရမှာနော်တစ်လုံးနှလုံးသုံးလုံးမလုပ်ဘူးမလားမလုပ်တဲ့သူကတိုင်တိုင်ရှိတယ်ဆိုတိုင်ကျွန်တော်ပြောကျွန်တော်ဖန်ခိုင်းပေးမယ်နော်မန္တလေးမှာဆိုရင်မဘိုးဘိုး ဟိုအဓိကတော့ဘူဘူမှုချုပ်အပွင့်ပဲတင်တာကဘူချုပ်အပွင့်ပေါ့နော်သူကျွန်တော်ကိုပြောလိုက်တယ်ပြောဇောဘူးဇောဘွေးနဲ့မင်းငါပြောလိုက်မယ်တဲ့မန္တလေးမှာတကယ်မဟုတ်တာလောက်တာရှိရင်မင်းငါ့ကိုတိုင်းနဲ့ဒါမှမဟုတ်အဲ့ဘူချုပ်ကဘူမှုချုပ်ပေါ့နော်ဒီရက်စီပတ်စဉ်30ခွန်ပါပေါ့နော်ဟိုပပနာမန်ပေါ့နော်ကျွန်တော်နဲ့စကားပြောခဲ့တဲ့ဘူချုပ်ပေါ့ ဘက်စင်30ခွန်ကဒါမဲ့ तू อ่ะကျွန်တော်အဲ့လိုတော့ပြောတယ် तू ဘုန်းနဲ့မကျွန်တော်မပေးလိုက်မပေးလိုက်ကျွန်တော်ဘယ်လိုသတင်းပေးမလဲကျွန်တော်ဖမ်းခိုင်းရမလားတကယ်ကျွန်တော်ဘုန်းနဲ့မတောင်းခဲ့ဘူးကျွန်တော်ရိုင်းရကြမှာကြောက်လို့နော်ပေးလိုက်လေဘုန်းနဲ့မပေးလိုက်ဇော်ဘုန်းဟင်းမင်းငါဘုန်းနဲ့ယူသွားလိုက်မင်းနဲ့ငါနဲ့ပူးပေါင်းမယ်လို့ပဲပြောလိုက်ကျွန်တော်ဖမ်းခိုင်းပြမယ် ဘိုးချုပ်အိုင်အောင်ဝင်ဖမ်းလိုက်တော့လို့ပြောလိုက်တယ်။နော်ကျွန်တော်တို့ကဟိုရှင်းလဲလျှောက်တာပြားလဲဆွဲတာတိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာအပြစ်ပြောတာမဟုတ်ပါဘူး။ဒီတိုင်းပြည်ဒီနိုင်ငံကောင်းသွားဖို့အတွက်ကိုနော်ကျွန်တော်တို့ဖြည်းဖြည်းလေးပဲလှုံ့ဆော်ပေးနေတာနော်တက်မတော်မှာ तू ကပြောတယ်အရာရှိတွေမကောင်းကြောင်ပြောတယ်လေဆိုတော့အရာရှိတွေအကုန်ကောင်းလား ကျွန်တော်ပြရမလားဥပမာတစ်ခုပေါ့နော်ကျွန်တော်ပြရမလားလို့နော်အဲ့တော့ကောင်းတဲ့အရာရှိတယ်မပြောနဲ့ကျွန်တော်ပြောတာအနာရှိရင်ဆက်မကောင်းတဲ့အရာရှိတယ်ရှိတယ်လေဗျာအဲ့ဒါကြီးကိုအကုန်လုံးကောင်းပါလေလို့ပြောရအောင်လို့တော့ကျွန်တော်အဲ့လောက်တော့အသိပညာမမဲ့ဘူးကျွန်တော်ဓမင်းသားပြီးကြီးတော့ပေါ့ွားလာတဲ့တက်မတော်သားတွေထဲမှာတချို့က ငွေကြီးစံလူကြီးစံနေမှန်ပြီးတော့မှကျွန်တော်တို့တက်မတော်ရဲ့ဂုံတိတ်ခါတွေအများကြီးကြဆုံသွားရတယ်ဒီနေ့ဒီချိန်ဒီကျွန်တော်ဇော်ဘုံရေးကိုမဖမ်းဘူးဆိုတာဖမ်းခိုင်းလိုက်ပါခမားတို့ပိုင်တယ်ဆိုရင်ဖမ်းခိုင်းလိုက်မှားတယ်ဆိုရင်ဖမ်းခိုင်းလိုက်နော်ဒါပေမဲ့ဖမ်းပြီးရင်တော့ခမားတို့ဖြေရှင်းရမယ်ကျွန်တော်လက်သုံးချောင်းမထောင်ဘူး PDF ထောက်ဖို့မဟုတ်ဘူးနော်ကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းထဲကပြည်ဦးနေမြို့တင်ရမှာနေပြီးတော့မှ နိုင်ငံနဲ့လူမျိုးကိုတက်မတော်ကိုပြည်သူအားကိုးရတဲ့တက်မတော်တရက်ဖြစ်စေခြင်းတာပြည်သူအားကိုးရတဲ့တက်မတော်သားကောင်းတွေတက်မတော်ကမှပေါ်ထွက်စေခြင်းတာကျွန်တော်ပြောတယ်ဘာဖြစ်နေတာလဲနိုင်ငံနဲ့လူမျိုးကိုအေးချမ်းစေခြင်းတာနံပါတ်နှစ်ချက်ပြည်သူအားကိုးရတဲ့တက်မတော်တရက်ကိုထင်ထင်ရှားရှားပေါ်ထွက်စေခြင်းတာနံပါတ်သုံးချက် ခြေခံစစ်တီနဲ့တက်မိသားစုတွေအားကိုရတဲ့တက်မတော်ခေါင်းဆောင်ကောင်းတွေပေါ်ထွက်စေချင်တာလို့ကျွန်တော်ကဒါပဲလိုချင်တာလေဒါကျွန်တော်မားနေလို့လားဘာလို့ခမားတို့ခမားတို့ကျွန်တော်ကိုမုန်းနေကြလဲဘာလို့ခမားတို့ကျွန်တော်ကိုဖမ်းစေချင်တာလဲကျွန်တော်ဖမ်းလွယ်လွယ်လေးလေကျွန်တော်ကခြေတန်းရောက်စစ်တီတက်မတော်သားတွေအတွက် ကိုကျွန်တော်တတ်နိုင်တဲ့ဘက်ကနေအုတ်တစ်ချက်သေးတဲ့ပွင့်အနေနဲ့ကျွန်တော်တတ်နိုင်တာအားလုံးလုတ်ပေးခဲ့တယ်ကျွန်တော်တတ်မလို့တတ်မလို့မိသားစုတွေကျွန်တော်တတ်နိုင်တာလေးကိုပြောပြောချင်းချင်းကျွန်တော်တို့လုတ်ပေးခဲ့တာနော်တတ်မလို့လည်းပြည်သူချားမှာသွေးခွဲတဲ့လူတွေအများကြီးပဲရှိတယ်ပါတီတွေတောင်ထောင်ပြီးတော့မှတိုင်းပြည်ကိုဖျက်ဆီးမဲ့လူတွေအများကြီးရှိတယ် ကျွန်တော်တို့တမတော်ကိုချစ်ပြီးတော့မမှန်ကန်ကန်ရဲရဲဝံ့ဝံ့နဲ့ဒီလိုစစ်တဲ့ဘက်ကိုဘယ်နေရာသွားသွားအခုကျွန်တော်သွားနေတာတခြားနေရာမှာနော်ကျွန်တော်အိမ်မှာမဟုတ်ဘူးဒီစစ်တဲ့ဘက်ကလေးကကျွန်တော်ရဲ့ကားထဲမှာအမြဲတမ်းပါခဲ့တာကျွန်တော်လက်မှာထိုးရတာမြန်မာနိုင်ငံမြေပေါ်မြန်မာနိုင်ငံအခင်ဗျားတို့တချို့သောလူတွေပေါ့နော်ကျွန်တော်အတန်းရှင်းမစားနဲ့ခင်ဗျားတို့နဲ့ကျွန်တော်နဲ့မတန်ဘူးမတန်ဘူးခင်ဗျားတို့နံပါတ်ကျွန်တော်တက်ပြောမှမဟုတ်တော့ဘူး နော်တစ်တော့မှတင်းရင်နာတဲ့ဘုံလက်ပတ်ပြီးပြောကြရင်ပြောခမားတို့မျော်လင့်နေတယ်ခမားတို့ကျွန်တော်ဘုံဆက်မှာမဟုတ်ဘူးနော်ကျွန်တော်အခုဘယ်မှာရောက်နေလဲဆိုတာတကယ်အနေရကြီးမားတဲ့နေရာတစ်ခုမှာကျွန်တော်ရောက်နေတာဒါမှမဟုတ်စောက်ခွေးမဆိုင်ဘူးရှင်းလားအဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးမြန်မာနိုင်ငံသားမနာလိုမှုအားအရန်ကြီးတယ်။နော် တမရုံနဲ့ပတ်သက်လို့လေတမရုံမှာငါတို့လည်းလုံနေတာပဲဆိုတာခမားတို့လုံနေတာအောင် မပြောနဲ့ကျွန်တော်ပြောတာခမားတို့လုံတာအောင်လည်းကျွန်တော်တို့လည်းသိတယ်ခမားတို့ကတကယ်တမ်းကျရင်ပူပေါင်းရမှာတမမဘူးလောက်စင်ဒီဘုံမှုချုပ်ဘူချုပ်လောက်စင်ဒီရန်သူလက်အောက်မှာဒူးတောက်အញ្ញံခံနေရတဲ့အခြေအနေအချိန်ကာမျိုးမှာအမှန်တရားကိုခမားတို့ကမဖော်ထုတ်ဘူးဆိုရင်အမှန်တရားတိုင်းမသွားဘူးဆိုရင် တချို့သောကျုပ်တို့စਿੱတီကောင်းလေတက်မရောသားကောင်းလေကြာရှုံးပါလေဟုတ်ဘူးလားအဲ့တော့အင်းတော်မှာကြာသွားတဲ့ဟိုအပန်းခံရတဲ့တက်မတက်မမူဟိုဘာလဲဘုံမူကျုပ်အောင်တက်ဘူးလား DSC အင်းဒိတ်42ကသူ့ရှေ့မှာရှိခဲ့တဲ့နမခါကတိုင်းဦးစီးကျုပ်တို့42ကအကိုကြီးတို့နခါကငါကိုသူရိန်ဂျုံတို့ခမားတို့ခမားတို့ခမားတို့တော်လာပြီထင်နေရပါဘော့ ခမားတို့မူဝါဒအောက်တခုမှကြာရှုံးနေတယ်လို့ကျုပ်အမြဲတမ်းပြောတယ်ခမားတို့ကကိုကိုကိုမှအဟုတ်ပြင်ဦးလင်အုံမဒီအုံမခါအုံမဒီအုံမခါနော်ရင်းငုပင်ကန်းကောတရကုံကြောင်မဲလေးတရိသာနော်တရိသာကျွန်တော်ကျွန်တော်ပြောခဲ့ပြီနော်ဒီနေ့ ဒီနေ့ကနေကျွန်တော်ဒီမှာရက်ဆွဲကြည့်လိုက်မယ်15ရက်နေ့အင်္ဂါနေ့ဧပြီ15ရက်နေ့ပြင်ဦးလွင်နဲ့နှီးစပ်နေတဲ့အုံမတိယောခါကန်းကောတရကုံကြောင်မဲလေးရင်းငုပင်တတိထားပါကျွန်တော်တာဝန်ရှိတဲ့လူကြီးလေကျွန်တော်ပြောပြီးပြီเนาะနောက်တစ်ခုလူတွေပြောတဲ့လာရှိုး ဒါချိုးဟာတဲ့အဲတက်မတော်ပြင်ရတယ်ပေါ့ဒီ21ရက်နေ့မတိုင်ခင်လို့ဘာလို့ညာလို့ပေါ့တရုတ်ရဲ့စောင့်ကြည့်ရုံမူကနော်နိုင်ငံသူနိုင်ငံသားတွေဘလောက်ခံရအောင်မလဲတော့မသိသေးဘူးပေါ့နော်သူတို့ကထွက်သွားတယ်ဆိုပြီးထွက်နေပြီနော်ဟိုနေ့ကထောင်ကထောင်ကလာချိုးထောင်နေကလူကားခုနှစ်စီးနဲ့တဲသွားတယ် တိမ်ညီမှာထားတယ်ချင်းရွှေဘုံမှာထားတယ်ဒီနေ့ငါးစီးထုတ်သွားတယ်လာချိုးထောင်ထဲကနေလူတွေကိုခေါ်သွားတယ်တိမ်ညီနဲ့ချင်းရွှေဘုံမှာထားလေသူတို့ပြောတာကတော့နော်အဲ့ဒီ MND ကိုကန့်နေကပြန်သွားတာမဟုတ်ဘူးနော်မာနန်းတို့နော် အမနောင်ဝဲတို့နောင်မုံတို့အဲ့လိုယွာတွေမှာကောင်းနေနေတယ်အတွင်းထဲမှာရှိတဲ့လူတွေအားလုံးကအဲ PDF တွေလိုလိုဘကောင်ဘလူလဲ DNL လိုလိုနဲ့တို့ကနေနေတယ်ကျွန်တော်တက်မတော်အဲလာချိုးဘလူဝင်မလဲလဲကျွန်တော်လည်းမသိဘူးเนาะထောင်ထဲကလူတွေခေါ်ထုံးနေတယ်ဒီ21ရက်နေ့မတိုင်ခင်မှာအကုန်ရွှေ့နေတာเนาะဒီဟွာကိုလဲလာတယ်တဲ့ ဟိုဒီအုံမဒီအုံမကားဘက်ကိုလည်းဒီ MNDA တွေကယူနီဘောင်းလဲပြီးတော့မှလာနေတယ်တကယ်လို့21ရက်နေ့မှာလာချိုးကိုတက်မတော်ကအသာလေးဝင်သွားတယ်ဆုတ်ပေးတယ်လို့ပြောခဲ့ရင် ပြင်ဦးလွင်မှာပြင်ဦးလွင်မျိုးရဲ့အဆက်ပေါ့နော်ကျွန်တော်ပြောတဲ့အုံမဒီအုံမကားတို့ရင်းမှုပင်တို့ကန်ကောတို့တရက်ကုန်းတို့ကြောင်မဲလေးတို့မှာတိုက်ပွဲကြီးကြဖြစ်နေတယ် နော်နိုင်ငံရေးအမျက်ထုတ်မယ်သူတို့နော်အာလာချိုးစုပ်ပေးခြင်းအောင်ဆောင်ပြီးတော့လာချိုးအပြင်ဝိုင်းထားမယ်ပြီးရင်ဒီပြည်ဦးလွင်မှာရှိနေတဲ့တချို့သောရွာတွေမှာတိုက်ပွဲပေါ်ဆောင်မယ်ခမားတို့ကမူဝါဒအောက်တစ်ခုမှ မကြရှုံးနဲ့နော်ခမားတို့ဘာခမားတို့ဂရုတွေဖွဲ့ပြီးတော့မှ Telegram Channel တို့ဥမာတစ်ခုပါဗျာအင်းဒိတ်အင်းဒိတ် Channel တွေပေါ့ခမားတို့အဲ့လို Channel တွေဖွဲ့ပြီးတော့ကိုယ်လူကိုယ်ဟာတွေ ဖွဲ့ပြီးတော့ခမရတို့ဘာစောက်တဲ့င်းနေရဟမ်ခမရတို့အဲ့လောက်တော်နေလို့ရှိရင်ရမခအခုနောင်ချိုအထိကျွန်တော်ခမရတို့မင်းမယ်မနာနဲ့နောင်ချိုပြန်တိုက်လို့ရပြီလား30ဆန်ဆယ်ရပြီလားကျွန်တော်ပြောတော့မနာနဲ့နော်ကျွန်တော်တို့အားထားရတဲ့တက်မတော်တည့်ရလေကျွန်တော်တို့ပြည်သူလူထုအားကိုးရတဲ့တက်မတော်တည့်ရပေါ်ထွက်စေခြင်းနဲ့ဆိုတာအဲ့ဒါကိုပြောတာနော် အဲ့တော့ကိုဘောက်ကိုအင်းဒိတ်ဂရုတွေဖွဲ့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 ဟမ်ပြီးတော့កောက်သွားရိုက်တယ်ဆော့ဘော်ရီနော်ဖွဲ့ဂရုတွေဖွဲ့တယ်ဗာတရင်ရတယ်ပြည်သူလူထုကိုဘယ်လောက်ထိလုံခြုံမှုပေးနိုင်တယ်ဒါဟုတ်ပြောတာဟုတ်အပြစ်လို့မြင်လားအဲ့ဒါအပြစ်လားအဘကာကြိုကြီးဦးမေအောင်လိုင်းကိုတိုက်ရိုက်မေးကြည့်လိုက် နော်ဇော်ဘုံရကျွန်တော်တို့ရဲ့ဒီ YouTube တင်းနေ Facebook တင်းနေ TikTok တင်းနေဆိုတာစောင့်ကြည့်နေတာခင်ဗျားတို့ဖန်ခိုင်းစရာမလိုခင်ဗျားတို့မပူနဲ့မိုင်းဖန်လိမ့်မယ်စာမင်းဆွေတော်ထောင်ထဲရောက်နေအဘကတို့ကြီးတို့ဒီ post တခုကိုတွားပြီးတော့နားတော်ခိုင်းတွားနားတော်ခိုင်းလိုက်နော်ကိုကိုကိုတော့ဟိုဟိုဥမာတခုပေါ့နော်ကျွန်တော်ပြောပြတာပါကျွန်တော်စွမ်းနာပြောလို့လို့ပါပဲ တမမှုတွေဘုချုပ်တွေဘုံမှုချုပ်တွေဘုချုပ်တွေလို့တာပြောနေတယ်တချို့သောဘုံမှုချုပ်တွေဘုချုပ်တွေကရန်သူရှိမှဒူးတော့အညံ့ခံပြီးတော့မှလက်မြောက်နေရတာလေအဲ့တော့ခမားတို့ကပြောတော့လက်မခံမင်းနဲ့မပူပေါင်းမင်းနဲ့ဇော်ပွင့်ကိုဖမ်းစေချင်ဟုတ်လားဟောမာတာပေါ့အဲ့မှာဂွမ်းတာပေါ့ဘာလို့နေလို့လုံဇော်ပွင့်ရဟမ်အဲ့မှာဂွမ်းတာခမားတို့ ကျွန်တော်တို့ပူလည်းမပူပါအောင်ကိုတိကိုသက်ကိုဆရာကြီးကျွန်တော်သိမ့်ပြသမ်းပါကဲမရရားနေဟိုဘက်ကလက်ပံလာတို့စင်ကူးတို့တပိတ်ချင်းတို့မိုးကုတ်ကိုသိမ့်ပြသမ်းပါကဲတေဟန်ဇာတ်တော်ဘောကျွယ်သွားတဲ့မိုးကုတ်မျိုးကြီးသိမ့်ပြသမ်းပါမြင်းညာမျိုးမှာ PDF တွေထားသောကြောင့်လည်းမိုက်ကဲတို့တက်ကြီးတို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံးပြသမ်းပါခမားတို့အရန်စွမ်းနေတယ်ဆိုရင် အဲ့ဆိုခင်ဗျားတို့ဘာလိုအပ်နေရလဲပြောလေလူကြီးကိုကာဝေဦးကြီးကြီးအောင်တည်အောင်ခင်ဗျားတို့အပွင့်ခက်တွေတင်ပြီးတော့မှမပြောရဘူးလားကျွန်တော်ပြောခိုင်းလိုက်ကျွန်တော်လိုင်းပေါ်နေတရားဝင်អော်ပေးလိုက်နေဟမ်ခုမရရဟိုဘက်ကိုမရောက်တော့ဘူးအဖြစ်နေပြီဟုတ်လားနောင်ချိုဟိုဘက်နောင်ချိုတော့မသိနိုင်ဘူးဖြစ်နေပြီဥမာတခုပြောသလောက်လွယ်လားဆိုတော့ဟာခင်ဗျဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်စီတို့ဆိုတဲ့တက်မတော်ကြီးလေဟုတ်လားရရှာပြန်နေလေ ရစပြန်နေလေကဘာအဆင့်35 39မှာဝင်နေတဲ့တက်မတော်လေဘာလို့အဲ့လိုတွေဖြစ်နေရလဲလိန်လို့ပေါ့ခမတို့လိုက်လိန်နေလို့ပေါ့ခမတို့အကြီးအကဲတွေကိုမပြောရဲလို့ပေါ့ဟုတ်လားဟုတ်လားဥမာတကူညီကိုကြီးဘိုးချုပ်ကြီးတော်တော်လေးအရန်တော်တယ်ဒူးချုပ်အဘဦးစိုးဝင်းအရန်တော်တယ်ကာကွယ်ဦးစီးချုပ်ဆိုတာပြောစရာမလိုတော့တက်မတော်ကာကွယ်ဦးစီးချုပ်လေးတော်တယ် ခင်ဗျားတို့လိုက်လိန်နေတာအောင်ပါခင်ဗျားတို့ထိုင်ကုန်ပြောင်းမှာကြောက်လို့မလုံမရှုံမပြုတ်နေလို့ရင်းနှီးနေရတာပေးဆက်နေရတာကိုဘက်ကတိုက်မယ်ဆိုတာမရှိဘူးဟုတ်လားတန်ဖိုးကြီးမားတဲ့အရာတွေအားလုံးရှိရတဲ့တန်နဲ့တန်ဖိုးနေတဲ့အရာတွေထုတ်သုံးရင်တော့ကြဆုံးမှာပေါ့ဟုတ်လားစစ်ကိုစစ်နဲ့တူအောင်တိုက်မှာပေါ့ကိုကခံစစ်ခံစစ်ဘာခံစစ်လဲ နိုင်ငံတော်နိုင်ငံပိုင်တက်မတော်လေလီတနက်တွေလက်နက်တွေအကုန်ရှိတာပဲရန်သူပဲနေရာမှာရှိရလိုက်တိုက်ပေါ့ကျွန်တော်ပြောတာကျွန်တော်တိတဲ့တက်မတော်ဒါပဲကျွန်တော်ဘာမှလာမပြောနဲ့ကျွန်တော်မသိကျင်ဘူးကျွန်တော်မသိကျင်ဘူးကျွန်တော်တိနေတာနားလည်နေတာကအရာအလုံးနိုင်ငံရေးအရာမှာတဘာဝဘေးအန္တရာယ်ရမှာခါးစည်းပြီးခံရတယ်ဆိုတာကိုကျွန်တော်သိတယ်နော်နိုင်ငံနဲ့လူမျိုးအတွက်ကိုကျွန်တော်တို့တက်မတော်သားနဲ့ တစ္ဆာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေတစ္ဆာရှိတဲ့ပြည်သူစစ်တွေကျွန်တော်တို့နိုင်ငံရဲ့တပ်မတော်သားတွေအားလုံးခါစီပြီးခံနေရတယ်ဆိုတာကိုကျွန်တော်သိတယ်ဒါပေမဲ့အဲ့လိုခါစီခံနေရတဲ့တပ်မတော်တွေရဲတပ်ဖွဲ့ဝင်တွေထဲမှာတစ္ဆာပေါက်တွေရှိတယ်ဘသူတေးသေးငသေးမှရင်ပြီးရောဆိုတဲ့စီးပွားရေးတောင်းချမ်းပြီးတော့အချင်းပြတ်ချစားတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေဆိုတာလည်းရှိတယ် ကျွန်တော်တို့အားလုံးတွဲတဲ့လက်ကမြဲတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံအေဂျင့်မှာကျုပ်ကတပ်ပရိုကိုချစ်တာဗျစစ်မှန်တဲ့စစ်သားကိုချစ်တာအချောင်းလေးအချောင်းစားတဲ့လူတွေအားလုံးကျွန်တော်မုံလိမ့်မယ်ခင်ဗျားတို့တိုင်ပတ်နေပြီလမ်းပြောင်းနေပြီနော်ဘူဝါရအောက်မှာကြာရှုံးနေပြီကျုံမှာလူရာလူရတယ်အလူကမောင်ခိုးလူဖြစ်နေတယ်တခိုးလူဖြစ်နေနော်အဲ့တော့မြန်မာပြည်အများဆုံးချင်းချင်းပါစေခီးထွက်နေလို့ပါ ဒီမှာစိတ်ဝင်လာကျွန်တော်အေးစစ်စစ်ပဲရှိပါတယ်ဘောနော်တကြံမလဲပြန်ကဲလိုက်အောင်မယ်နော်နော်